ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်လေးကိုမစခင်မှာ channel ကို subscribe မလုပ်ရသေးတဲ့သူများရှိရင် subscribe လုပ်ပြီးတော့ဗေးနာကောင်းလေးကိုနှိပ်ထားပေးပါအောင်ပြီးရင်ဒီနေ့ series ကားလေးရဲ့အစကိုလည်း VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့လည်းမေတ္တာရပ်ခံရင်းနဲ့ဒီနေ့မှာကတော့ alien at series ကိုတင်ဆက်ပေးမှာပါ1996ခုနှစ်မှာစတင်ခဲ့တဲ့သိပ္ပံ horror sequel ရုပ်ရှင် franchise ကြီးတဲ့က series တစ်ခုပဲဖြစ်ပါတယ် alien သိပ္ပံရုပ်ရှင်တွေက1996ခုနှစ်ကနေစတင်ခဲ့တာ ပြီးခဲ့တဲ့2024ခုနှစ်ထိဆိုလို့ရှိရင် Alien နဲ့ပတ်သက်တဲ့ရုပ်ရှင်က10ကားလောက်ထိထွက်ရှိပြီဖြစ်ပါတယ်ဒီ Alien Art Series ကတော့ Alien Franchise ကြီးကနဦးစတင်ရာအချိန်ကာလကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ဒေဥဆောင်နေနေကလည်း Sydney Chandler Alice Lothero လို့ဒေဥဆောင်နေပါဝင်ထားတာဖြစ်ပါတယ်ဒီ series ကိုပြီးခဲ့တဲ့ August 12ရက်က Hulu ကနေပြီးတော့ season 1ရဲ့ပထမဆုံးအပိုင်းနှစ်ပိုင်းပြသွားပြီးတော့ August ထဲမှာအပိုင်းသုံးထုတ်လိမ့်ပြီးတော့နောက်ဆက်တွဲတွေဆက်ပြီးတော့လွှင့်နေတာဖြစ်ပါတယ် ကျွန်တော်လည်းအဲ့ကလေးကပြသဖို့စီစဉ်ထားဖြစ်ပေမဲ့တိတ်တော့မကြပါဘူးအခုချိန်ရောက်လာခဲ့တာပါပဲအဲ့တော့ဒီဇလန်မှာအေလီယန်ရုပ်ရှင်တွေကမြင်တွေ့နေကြဖြစ်တဲ့ Xenomorph Faceaker တို့လိုသရဝါကြီးတွေကိုထပ်ပြီးတော့မြင်တွေ့ကြအောင်မှလည်းဖြစ်ပါတယ်အချိန်ကာလအားဖြင့်တော့2120ခုနှစ်မှာဇိုင်းတည်ထားပြီးတော့ကမ္ဘာမှာဤပညာတွေအရန်ကိုမှအဆင်ပြေနေတဲ့အချိန်ပါကမ္ဘာကျုံနဲ့နေဖွဲ့စည်းတဲ့ကဂျိုတွေကိုအင်အားကြီးကုမ္ပဏီကြီး၅ခုကအုပ်စိုးထားပြီးတော့လူတွေကအာကာသတွေကိုပါခြေဆက်ပြီးတော့ကိုလိုနီပြုနေကြပါတယ်ကုမ္ပဏီ၅ခုတွေကတစ်ခုဖြစ်တဲ့ဝေလန်ယူရန်နီက အာဂဒါနတ်ထဲကိုသူတေသနာရင်တစည်းစေလွတ်လိုက်ပြီးတော့ဂျိုသားမျိုးစိတ်တွေအများပြားကိုစမ်းသပ်ဖို့ဆိုပြီးတော့ဖမ်းယူလာခဲ့ပါလေ။သူတို့မသိတာကဒီဂျိုသားမျိုးစိတ်တွေဟာတာမန်မျိုးစိတ်တွေမဟုတ်ပဲကဘာကိုဖျက်မဲ့တခြားသောရက်ကဂျိုသားတွေဖြစ်နေတယ်ဆိုတာပါပဲ။အဲ့တော့ဒီရင်ကြီးကဘာမျိုးမရောက်ခင်မှာပဲဂျိုသားမျိုးစိတ်တချို့လွတ်ကုန်ပြီးတော့ရင်မောလူတွေကိုတိုက်ခိုက်တပ်ဖြတ်ပစ်လိုက်ပါတော့တယ်။တဖက်မှာလည်းဘရိုဒဂျီကုမ္ပဏီကကြီးမားတဲ့ခွန်အားတွေအ мян နှုံးနေတဲ့မသေးဆုံးနိုင်တဲ့စူပါလူသားစန်တတိနီးပညာကိုစမ်းသပ်အောင်မြင်လို့သွားခဲ့ပါပြီ။ အိုင်မာရင်ကပောက်ဂျိုသားတွေဖြက်စီးမဲ့ရန်ကနေကာကွယ်ဖို့ဝန်ဒီဦးဆောင်တဲ့စူပါလူသားတွေဂျိုးပန်းကြရပါတော့တယ်ဒီတော့ကဘာဖြက်ဂျိုသားတွေနဲ့ကဘာမျိုးကိုကာကွယ်မဲ့လူတွေကြားကတိုက်ပွဲကိုအတူတူရှိုးလိုက်ကြအောင်ပါခင်ဗျာဇလန်ဆာဟိုပထမဆုံးစောင့်ဝင်ခန်းမှာတော့ကဘာမီတဲ့မိုင်တန်းပေါင်း805တန်းกว่าကအာကာသာရဲမှာအာကာသာရင်တစည်းကိုတွေ့မြင်ကြရပါတယ်ဒီအာကာသာရင်ကတော့ဝေလန်ယူတန်နီကုမ္ပဏီကအာကာသာနှစ်ထဲကိုသူ့တည်တနာလုပ်ဖို့အတွက်စေလွတ်ထားတဲ့အာကာသာရင်ဖြစ်ပါတယ် သူရင်နာရင်မက်ဂီနိုဟာအာဂဒါနတ်ထဲမှာ65နှစ်ကြာသူရင်နာမေရှင်ပြုလုပ်ပြီးကဘာမြေကိုပြန်လာနေတာဖြစ်ပါတယ်။အချိန်ကတော့2120ခုနှစ်ဖြစ်ပြီးတော့ကဘာကြီးမှာနီးပညာတွေကကြောက်စရာကောင်းလောင်တိုးတက်နေတဲ့အချိန်ကာလပဲဖြစ်ပါတယ်။ကဘာမှာစိုက်ဘောလို့ခေါ်တဲ့ဆေးဥတပိုင်းလူသားတွေစင်တတစ်လို့ခေါ်တဲ့စူပါလူသားတွေလည်းစတင်ပြီးတော့ဖန်တီးနေနိုင်ပါပြီ။ဒါပြင်အချိန်ကြာကြီးအိပ်ပျော်နေစေနိုင်တဲ့ခရိုတောက်နီးပညာတွေလည်းပေါ်နေခဲ့ပါပြီ။မက်ဂီနိုအာဂါဒါစူဇန်ရေမမာလဲခရိုတောက်နီးပညာကိုသုံးပြီးတော့ ဒီကာလာရှိခီးကြီးမှာရေပေါ်ကလူတွေကအချိန်များစုကိုခရိုင်တောင်ထဲမှာအိတ်ပြီးတော့လိုက်ပါလာကြတာပဲဖြစ်ပါတယ်။မက်ကီနော့ရင်ဟာအာဂတာထဲမှာရှိတဲ့ဂျိုးတွေကနေမျိုးစုံနဲ့ဂျိုးသားမျိုးစိတ်နမူနာတွေကိုကဘာမကြီးကိုပြန်သေးလာတာပဲဖြစ်ပါတယ်။ဒီရင်လုံကြုံရင်ယာရှိကတော့မော်ရိုဖြစ်ပြီးတော့မော်ရိုကစက်ရုပ်တစ်ပိုင်းလူတစ်ပိုင်းစိုက်ဖို့ပဲဖြစ်ပါတယ်။မော်ရိုကကော်မတီကတာဝန်ပေးလိုက်တဲ့ဂျိုးသားမျိုးစိတ်နမူနာတွေကိုကဘာမကြီးစီပြန်ပြီးတော့သေးလာမယ်ဆိုရင်မစ်ရှင်ကိုပဲအဓိကဦးစားပေးတဲ့လူမျိုးဖြစ်ပါတယ်။ 2120ခုနှစ်မှာကမ္ဘာမြေကြီးကလည်းအကြီးကျယ်ပြောင်းလဲလို့နေပါပြီ။ကမ္ဘာကြီးကိုအင်အားကြီးကုမ္ပဏီ၅ခုကခွဲဝေအုပ်ချုပ်ထားပြီးတော့နေဖွဲ့စည်းတဲ့ကဂျိုဒီယိုဘာကိုလိုနီလုပ်ပြီးတော့အုပ်ချုပ်နေတာပဲဖြစ်ပါတယ်။ဒီကုမ္ပဏီတွေထဲမှာမက်ကီနော့ယင်ရဲ့မူရင်းကုမ္ပဏီဝေးလန်းယူတန်နီလည်းပါဝင်နေပါတယ်။ဝေးလန်းယူတန်နီကအမေရိကရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကိုအုပ်ချုပ်ပြီးတော့မတ်စ်နဲ့စေတန်ဂျိုတွေထိပါထိန်းချုပ်ထားတာပါ။ဒီကုမ္ပဏီ၅ခုထဲမှာထူးခြားတာကတော့လွန်ခဲ့တဲ့10နှစ်ကမှပေါ်လာတဲ့ပရိုတဂျီဆိုတဲ့ကုမ္ပဏီပါ။ ပရိုတဂျီကိုပါမီရှင်လေးလို့ခေါ်တဲ့ကလေးတယောက်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးအဲ့ဒီညံကြီးရှင်ကောင်လေးကတော့ဘိုင်းကေဗလီယာပဲဖြစ်ပါတယ်။သူကအသက်ငယ်ဆုံးထရီလန်နာတထေးဖြစ်လာပြီးတော့သူ့ရဲ့ကုမ္ပဏီကိုခဏအတွင်းမှာပဲအောင်မြင်လာကကဘာမီကိုထိန်းချုပ်နိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။မက်ဂီနောရင်ကကဘာမီကိုပြောင်းဖို့အတွက်ကဘာကအချိန်နေနဲ့ဆိုရင်လေးလားလောက်လုံနေပါသေးတယ်။အဲ့အတွက်ရင်မောကဝန်ထမ်းတွေက Cryo Town ထဲမှာပြန်ပြီးတော့အိတ်ကြရအောင်မှာပါ။သူတို့တွေ Cryo Town ထဲမဝင်ခင်မှာအစာစားရင်းနဲ့စကားပြောနေကြပြီး ရင်အကပတိန်ကဆက်သွေးအလိုက်နေကြနေတယ်။ငါတို့လောင်စာတွေအရန်သုံးမိနေတယ်။အဲ့တော့ခြွေတာလို့ရအောင်ပဲစနစ်တွေကိုပိတ်လို့ရမလဲကြည့်ရမယ်လို့ပြောလိုက်ပါလေ။အဲဒီမှာနေဝေးလိုင်းယူတန်နီကုမ္ပဏီကိုတိတ်မကျေနပ်တဲ့ဝန်ထမ်းဖိုးကြီးကငါတို့ဖမ်းလာတဲ့မျိုးစိတ်တွေကိုအာဂါသာနဲ့လွတ်ပြစ်ပြီးတော့ယူတန်နီရဲ့ဒရိတ်ဆန်ယုံကိုပိတ်ပြစ်လိုက်မယ်ဆိုရင်ရောမင်းကောင်တွေကြည့်ရတာငါနောက်ကျောမလုံလို့ပြောလိုက်ပါလေ။မော်ရိုကတော့မျိုးစိတ်တွေကငါတို့မရှင်မဲလေးလို့ပြန်ပြောလိုက်တော့ဖိုးကြီးကမင်းတို့ကတော့လွယ်တာပေါ့စိုက်ဖို့ဟာ။ ဒီမျိုးစိတ်တွေရဖို့ငါတို့လူကောင်းတွေအများကြီးဆုံးဆုံးထားလေပြီးတော့ဘာအတွက်လဲကုမ္ပဏီကငါတို့မနှက်စာတွေပောက်ကြရီထည့်ပြီးတော့ငါတို့စိတ်ကိုထိန်းချုပ်နိုင်မို့လားလို့မေးလိုက်ပါလေမော်တို့ကမျိုးစိတ်တွေကမေရှင်မဲ့ရှင်းလားမင်းကလုံချုံကြီးထတ်ချပြီးတော့တီးတန့်ခွဲထားလိုက်ရမလားလို့ချိန်ချောက်လိုက်ပါလေအဲနောက်တော့သူတို့တွေ cryo down နဲ့ပြန်ဝင်လာပြီးတော့အဲ့တဲ့လူကအဲ့ရင်ဆက်မောင်းမို့တောင်းဝင်ကြတဲ့လူတွေကလည်းသူ့တောင်းဝင်တိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်နေကြတယ်လို့သူတို့ဖမ်းလာတဲ့ဂျိုသားမျိုးစိတ်ကောင်းလေးတွေကိုလည်းစမ်းတပ်တာတွေလုပ်တဲ့လူတွေကလည်းလုပ်နေပါလေ တို့ဖန်လာတဲ့အဲမှာကြောက်စရာကောင်းတဲ့မျိုးစိတ်တွေအများကြီးပါနေခဲ့ပါလေမက်ဂီနောရင်ပေါ်ကလူတွေကဒီမျိုးစိတ်တွေအကြောင်းကိုသေချာမသိသေးပေမဲ့မကြခင်မှာ၆ချားပွဲရာဖြစ်တွေဖြစ်လာတော့မယ်ဆိုရယ်နမိတ်တွေကိုမြင်နေရပါတော့တယ်နောက်တစ်ခါမှာတော့ကဘာမီပေါ်က Neverland လို့ခေါ်တဲ့ဂျုံတစ်ခုကိုမြင်တွေ့ကြပါလေဒီဂျုံက Prodigy Company ကပိုင်ဆိုင်တဲ့သူတွေတနာတွေပြုတ်လုတဲ့ဂျုံပဲဖြစ်ပါလေဂျုံပေါ်ကတနေရာမှာတော့မာစီယာမစ်လို့ခေါ်တဲ့ယောဂအပြင်းထန်ခံစားနေရပြီးမကြခင်မှာသေဆုံးသွားနိုင်တဲ့မိန်းကလေးတစ်ယောက်နဲ့ ပရိုတဂျီရဲ့ခေါင်းဆောင်တိတ်မမင်းသားရှင်ကာရီတိုစကားပြောနေတာကိုမြင်ရပါတယ်။မာစီကကဘာမှာအရင်ကရှိခဲ့တဲ့ကင်မီကောက်ဆိုတဲ့တရဝါကိုတခါမှမမြင်ဘူးတဲ့အတွက်စိတ်ဝင်စားနေကြည့်နေပြီးတော့ဒါ ਉਹ ဘာလို့မှလဲလို့မေးလိုက်ပါတယ်။ကာရီကငါတို့ဘာလို့သိလဲလို့မေးလိုက်တော့မာစီကဖိချေပလိုက်ဒါမှအန်နီမပေးနိုင်ပါလို့ပြောလိုက်ပါတယ်။ကာရီကငါတို့သူ့အတတ်နေတော့သူငွေချင်းတကောင်ရောက်လာပြီးတော့သူမိတ်ဆွေကိုကာကွယ်ဖို့အတွက်ငါ့ကိုစူးနဲ့လာထုံးရင်ရောလို့ထပ်မေးလိုက်ပါတယ်။မာစီကသူ့ကိုကျွန်မကြောက်တယ်လို့ပြောလိုက်တော့ကာရီကမင်းသူ့နေရာနေစဉ်းစားကြည့်လေ။ ဖန်ပလင်းထဲမှာလောင်ပိတ်ခံထားပြီးတော့အေယာမသတော်ဝါကြီးတွေကဝိုင်းကြည့်တာခံနေရတယ်။ဘလို့ခံစားမလဲလို့မေးလိုက်ပါလေ။အဲဒီအချိန်မှာပဲအမျိုးသမီးတယောက်ရောက်လာပြီးတော့ကလေးမအချိန်ကျပြီလို့ပြောလိုက်ပါလေ။အဲဒီအမျိုးသမီးကပရိုတဂျီကတိတ်ပံမနာရှင်တယောက်ဖြစ်တဲ့ဒိန်းဆေဗီနာပဲဖြစ်ပါလေ။မာစီကလုံမဖြစ်မလားလို့မေးလိုက်တော့ဆေဗီနာကခေါင်းငိမ့်ပြလိုက်ပါလေ။ခါရီကလည်းသွားလေမင်းနိုးလိုက်ငါရှိနေမှာပါလို့ပြောလိုက်ပါလေ။မာစီကမသွားခင်မှာကီမီကောက်ကိုတတ်ပြစ်မလားဟင်လို့မေးလိုက်တော့ခါရီကမင်းတတ်စီခြင်းလို့လားလို့ပြန်မေးပါလေ။ မာစီကနိုးလို့ပဲပြန်ဖြေလိုက်ခဲ့ပါလေ။အဲနောက်တော့မာစီတယောက်ဒိန်းဆေဗီနာနဲ့တူလိုက်လာပြီးတော့ဒါကနာမလားဟင်းလို့မေးလိုက်ပါလေ။ဆေဗီနာမနာပါဘူးအိပ်ပျော်သွားတယ်လို့ပါပဲလို့ပြောလိုက်ပါလေ။ပြီးတော့သူတို့တွေစမ်းသပ်ခန်းထဲကိုရောက်လာတော့စမ်းသပ်ကရင်တလုံးပေါ်မှာအရွယ်ရောက်ပြီးသားမိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်ကိုမြင်တွေ့ရပါလေ။မာစီကအဲ့ဒီမိန်းကလေးကိုသွားကြည့်လိုက်ပြီးတော့ကျမဒီလိုဖြစ်လာမှာလားလို့မေးတော့ဆေဗီနာကဟုတ်တယ်အဲ့ဒါမင်းပဲလို့ပြောလိုက်ပါလေ။မာစီက "तू ကလှတယ်"လို့ပြန်ပြောလိုက်ပါလေ။အဲ့ဒီမှာပဲညံကြီးရှင်ကောင်လေးကေဗလီယာရောက်လာခဲ့ပါတော့တယ်။ ကေဗလီယာကမာစီကိုနှုတ်ဆက်လိုက်ပြီးတော့မင်းနီအန်စရောင်းကိုတိလာ။ "तू ကတာမန်အာကသယင်မှုမဟုတ်ဘူး။လာကဘာပေါ်ပထမဆုံးခြေချခဲ့တဲ့သူပဲ။မင်းလည်းပထမဆုံးဖြစ်လာမှာ။မင်းကတော့ပထမဆုံးလူသားခန္ဓာနဲ့တူပါပြုတ်လောက်ထားတယ်။ခန္ဓာကိုယ်ရဲ့ကိုကူးပြောင်းနိုင်တဲ့လူဖြစ်လာမှာလို့ပြောလိုက်ပါတယ်။ပြီးတော့ကေဗလီယာကမင်းမျက်လှည့်ကြည့်ကြလားလို့မေးလိုက်တော့မာစီကခေါင်းငိမ့်ပြပါတယ်။ကေဗလီယာကလက်ဖြောက်တီးလိုက်တော့စန်သားကရင်အပေါ်ကမျက်နှာချက်မှာခင်ဟောင်းဒစ္စနေးကာတွန်းဇာတ်လမ်းဖြစ်တဲ့ပီတာပန်ကာတွန်းကပေါ်လာခဲ့ပါတော့တယ်။အဲနောက်တော့ဆေဗီနာကသမီးကရင်ပေါ်တက်တော့လို့ပြောလိုက်တော့မာစီက ျမကိုတွေ့ကျင်တယ်လို့ပြောပါတယ်။ဇေဗီနာကအမေပြောထားတယ်လေမင်းနိုးလာရင်တွေ့ရမှာပါလို့ပြန်ပြောလိုက်ပါတယ်။မာစီယာဒါမဲ့ तू ကကျမကိုမတွေ့ရဘူးလေ။ကျမတို့လုံနေရလူဝချက်ဖြစ်နေလို့မလားလို့မေးပါတယ်။အန်နာတော့မာစီလဲဂရင်းဘောတက်လိုက်ပြီးတော့မာစီကိုရွယ်ရောက်ပြီးသားမိန်းကလေးရဲ့ခန္ဓာကိုယ်ထဲကိုကူးပြောင်းပေးဖို့အတွက်လှုပ်ကြပါတော့တယ်။ကျမိုင်မကောင်းတဲ့မာစီလေးကိုစင်တတိလို့ခေါ်တဲ့စူပါလူသားခန္ဓာကိုယ်ထဲကိုထည့်ဖို့ Protagonist Company ကလုပ်နေတာပဲဖြစ်ပါတယ်။မကြာခင်မှာပဲမာစီယာခန္ဓာကိုယ်အစ်စ်ထဲမှာပြန်သတိရလာဒါကိုမြင်လိုက်ရပါတော့တယ်။ ခနာကိုတင်းတဲ့မာစီယာနာမည်ကိုလည်းဝင်ဒီဖြစ်နေပြောင်းလဲလိုက်ပါပြီဝင်ဒီကစူပါလူသားအမြန်နှုံးနဲ့ခွန်အားတွေကိုပိုင်ဆိုင်ပြီးမတင်နိုင်မအိုမင်းနိုင်တဲ့အထိအင်မော်တယ်လိုမျိုးစွမ်းထတာဖြစ်ပါတယ်ပြီးတော့ဝင်ဒီယာစင်သတစ်မျိုးဆက်လူသားဖြစ်နေပထမဆုံးစမ်းသက်အောင်မြင်ခဲ့သူဖြစ်လာခဲ့ပါတော့တယ်နောက်တစ်ခါမှာတော့ဝင်ဒီတယောက်မဆောက်တဲ့ကြောက်ဆောင်ကြီးရဲ့ကမ်းပါဆုံလေးမှာငုတ်တုတ်ထိုင်ပြီးယူကင်းတွေကို ထိုင်ကြည့်နေခဲ့ပါတယ်ခဏနေတော့ဆေဗီနာကသူ့ကိုလာခေါ်တော့ဝင်ဒီလည်းပေထောင်ထဲချီတဲ့ကြောက်ဆောင်ပေါ်ကနေခုံချလိုက်ပါတယ် အနောက်တော့ကာရီနဲ့ဆေဗီနာတို့ကသမီးဒီနေ့ဘလို့ခံစားရလဲလို့မေးလိုက်တော့ဝန်ဒီကထူးဆန်းနေကျမပြင်းရင်မတ်တွေကလှုပ်နေရလို့ပြောလိုက်တော့ဆေဗီနာကသမီးကအရွယ်ရောက်တဲ့လူကြီးခန္ဓာကိုယ်ရဲ့ရောက်နေပြီလေလို့ပြောပြလိုက်ပါတယ်။ပြီးတော့သမီးခံစားချက်တွေရောဘလို့နေလဲလို့မေးလိုက်တော့ဝန်ဒီကမသိဘူးအခုတော့တိတ်ဆိတ်နေတယ်လို့ပြန်ပြောလိုက်ပါတယ်။ကာရီကလူသားခန္ဓာကိုယ်ကစိတ်ခံစားချက်ကိုမြန်စေတဲ့ဟော်မုန်းတွေထုတ်တယ်။ဒိုပါမင်း၊ဆာရိုတိုနင်း၊အက်စတရိုဂျင်တို့ပေါ့။အေးဒါမဲ့အခုသမီးရဲ့ခန္ဓာကိုယ်မှာကဒါတွေမရှိတော့ဘူးလေလို့ပြောလိုက်ပါတယ်။ ဝန်ဒီကအဲ့ဆိုကျမလူသားမဟုတ်ရင်ဘာလဲလို့မေးလိုက်တော့ခါရီကသမီးဖြစ်ချင်တာဖြစ်လို့ရပါတယ်လို့ပြန်ဖြေလိုက်ပါတယ်အဲ့နောက်မှာတော့ဆေဗီနာကကဲတခြားကလေးတွေလည်းရောက်လာပြီသမီးလို့ဖြစ်လာမဲ့ကလေးတွေပေါ့သူတို့ပြောင်းလဲလုပ်တဲ့အခါကျသူတို့မကြောက်အောင်လို့အမေတို့ကူညီဖို့လိုတယ်သမီးရဲ့သမီးကအမားကြီးတယောက်လိုလှုပ်ပေးလေးလို့ပြောလိုက်ပါတော့တယ်နောက်တစ်ခါမှတော့မာစီလေးလိုပဲကျမ်းမာကြီးအပြင်းထန်ချိုယွင်းနေတဲ့ကလေးတွေဝန်ဒီတို့စီကိုရောက်လာပါတော့တယ်ဝန်ဒီကအစ်စ်ရောက်လာတဲ့ကလေးငါးကိုကြိုပြီးတော့မင်းတို့လည်းငါ့လိုပဲကြီးထွားတန်ပါလို့ရတယ်လို့အားပေးလိုက်ပါတယ် ပြီးတော့ကလေးလေးလေးယောက်ကိုသူ့လက်နှစ်ဖက်နဲ့တပြိုင်တည်းမပြလိုက်တော့ကလေးတွေလည်းပျော်ရွှင်သွားပါတော့တယ်နောက်ထပ်ကောင်မလေးတယောက်ကတော့ဝီးချဲပေါ်မှာဆိုတော့ထမလာနိုင်ခဲ့ပါဘူးကလေးတွေကအမလေးချင်းကနေမကောင်းဖြစ်ခဲ့တာလားလို့မေးလိုက်တော့ဝန်ဒီကတေကန်ကြီးတောင်ဖြစ်ခဲ့တာပေါ့လူတိုင်းဝမ်းနေခဲ့ကြလीဒါမဲ့ညာကြီးရှင်ကောင်လေးပေါ်လာတော့သူကပြောတယ်ဝမ်းမနေနဲ့ငါမင်းကိုကုပေးမယ်တဲ့သူပြောတဲ့အတိုင်းပဲလုပ်ခဲ့တာပဲသူအမကိုဒီလူကြီးခန္ဓာကိုပေးတယ်အခုအမကထာဝရအသက်ရှင်တဲ့မိန်းကလေးတယောက်ဖြစ်သွားပြီလို့ပြောပြလိုက်ပါတော့တယ် ဝီချဲဘောကကလေးမလေးကတမိလန်းပြန်စောင့်နိုင်မလားဟင်လို့မေးလိုက်တော့ဝန်ဒီကမင်းလန်းပြန်စောင့်နိုင်နေပြင်ကနိုင်မယ်ပြေးနိုင်အောင်မယ်လို့ပြောလိုက်ပါတယ်။ကောင်လေးတယောက်ကတော့ကျွန်တော်ကအသိပ္ပယ်မညာရှင်ဖြစ်ချင်တယ်လို့ပြောလိုက်ပြီးနောက်ထပ်ကလေးမလေးကဝန်ဒီပခုံးကိုလာကင်ပြီးတော့တမိတို့ဘယ်တော့အိမ်ပြန်ခွင့်ရမှာလဲဟင်လို့မေးလိုက်ပါတယ်။ဝန်ဒီလည်းနည်းနည်းအဟောသွားပြီးတော့မရဘူးလေလို့ပြန်ဖြေလိုက်ပါတယ်။သူတို့စောင့်ကြည့်နေကယ်ဗလီယာလည်းကလေးမလေးရဲ့မေးခွန်းကိုနည်းနည်းတော့အဟောသွားပုံပါပဲ။အဲနောက်တော့ကလေးတွေကိုစမ်းသပ်ခန်းကိုခေါ်လာပြီးတယောက်ပြီးတယောက်သူတို့ရဲ့ခန္ဓာကိုယ်အသစ်တွေထဲကိုစတင် ကူပြောင်းပေးပါတော့တယ်။ဝန်ဒီကတော့အမကြီးပီသက်သာပဲသူတို့ဘေးမှာတောက်လျှောက်စောင့်ကြည့်ပြီးတော့ကလေးတွေကိုအားပေးနေပါတယ်။မကြခင်မှာပဲကလေး၅အောင်လုံးစူပါလူသားတွေဖြစ်နေပြန်လဲတရီရလာခဲ့ကြပါတော့တယ်။တဖက်မှာတော့မက်ကီနော့ရင်ဟာကဘာဂျိုကိုပြန်ဖို့တဖြည်းဖြည်းနဲ့နီးကပ်လာနေပါပြီ။ဒါမဲ့မက်ကီနော့ဘော်ကလူတွေအတွက်ဂျမာဆိုးဝင်မဲ့ချိန်ကလေးရောက်ရှိလို့လာခဲ့ပါပြီ။အဲ့ဒါကတော့သူတို့တဲဆောင်လာတဲ့အန်ဒီယယ်လွန်ကြီးတဲ့ဂျိုသားမျိုးစိတ်နမူနာတွေတဲကတချို့ကထိန်းချုပ်ခန်းတွေတဲကနေလွတ်ထွက်ကုန်တာပါပဲ။ ဒီလိုဖြစ်နေတာကိုရင်ရဲ့လုံချုံကြီးကောင်းဆောင်မော်ရိုကလည်းသူ့ရဲ့လုံချုံကြီးခန်းထဲကနေစောင့်ကြည့်နေရင်အခြေအနေကိုသိလိုက်ပါတယ်လွတ်ထွက်လာတဲ့မျိုးစိတ်တွေတဲမှာဇီလုံးဘောဖလိုခေါ်တဲ့ကြောက်မက်ဖွဲရအမဲလိုက်တဲ့တရဝါကြီးတကောင်လည်းပါဝင်နေပါတယ်ဂျိုသားမျိုးစိတ်တွေကရေမော်ကဝန်ထမ်းတွေကိုတပြတ်နေပြီးတော့မကြာခင်မှာပဲမော်ရိုရှိတဲ့လုံချုံကြီးကန်းကိုတကားဖွင့်ပေးဖို့ဝန်ထမ်းမျိုးသီးတယောက်ကအသေးအံတကားလာခောက်ပါတော့တယ်ဇီလုံးဘောကြီးကသူ့နောက်ကိုလိုက်နေတာပဲဖြစ်ပါတယ်ဒါမဲ့ကုမ္ပဏီကပေးထားတဲ့အမိန်တိုင်းမျိုးစိတ်တွေကို ကဘာမီကိုမရောက်ရောက်အောင်ပို့ဖို့သာဦးစားပေးတဲ့စိုက်ဘော်မော်ရိုကတော့တကားကိုဖွေးမပေးတဲ့ပြင်ဇီလုံးမော်ကြီးဝင်လို့မရအောင်အသေးပိတ်ပြလိုက်တော့တာပါမကြာခင်မှာပဲဇီလုံးမော်ကြီးရောက်လာပြီးတော့ကုနာဝင်တဲ့အမျိုးသမီးကိုမြန်မြန်ဆန်ဆန်နဲ့အမဲလိုက်ပြလိုက်ပြီးတော့ရရဆတ်ဆတ်တဖြတ်ပြလိုက်ပါတော့တယ်မော်ရိုကတော့လုံခြုံရေးခန်းထဲကနေကုမ္ပဏီစီဖြစ်နေတဲ့အခြေအနေတွေကိုသတင်းပို့နေပါလေဒေးဒီဓမြများကြာနေတဲ့ဇီလုံးမော်ကြီးကလည်းမော်ရိုခန်းထဲမှာရှိနေရတယ်မြင်သွားပြီးတော့တကားကိုဖြတ်စီးပြီးတော့ဖွေးမှုအတွက်စူးစမ်းနေပါလေ မကြာခင်မှာပဲဇီနိုမော်ဖကြီးတကားကိုပြတ်ပြီးတော့ဝင်လာတော့မော်ရိုကအောက်ခြေမှာရှိတဲ့အထူးလုံကြိုကြီးခန်းထဲကိုဝင်နေလိုက်ပါတော့တယ်ဇီနိုမော်ဖကြီးကသူ့စီအမြန်ပြေးလာပြီမယ်မော်ရိုကအချိန်မီလေးပဲလုံကြိုကြီးခန်းထဲဝင်လိုက်နိုင်ပြီးတကားမပိတ်သွားခင်မှာဇီနိုမော်ဖကြီးရဲ့တရေရေသူ့မျက်နှာပေါ်ကျလာတာကိုမြင်လိုက်ရပါတော့တယ်အဲနောက်တော့မက်ဂီနော့ဖ်ဂျင်ဘော်ကအသက်ရှင်ကျန်သူမော်ရိုတယောက်သာရှိနေပြီးယင်ကြီးကကဘာမေးစီတဖြည်းဖြည်းနဲ့နီးကပ်လာတာကိုမြင်လိုက်ကြတော့တာပါနောက်တစ်ခါမှာတော့ပရိုတက်ဂျီကပိုင်ဆိုင်တဲ့မျိုးဖြစ်တယ် နယူးဇီလန်မျိုးမြင်ကွင်းကိုမြင်တွေ့ရပါတယ်အဲဒီမျိုးထဲမှာမျိုးသားတယောက်ကိုတွေ့ရပြီးတော့သူကတော့ဂျိုဟာမစ်ပဲဖြစ်ပါတယ်ဂျိုကဝင်ဒီရဲ့အကိုဖြစ်ပြီးတော့ပရိုတဂျီစစ်တပ်ရဲ့ဆေးဘက်ဆိုင်ရာအကူတပ်သားတယောက်ဖြစ်ပါတယ်ဝင်ဒီကတော့သူ့ကိုဘယ်သွားနေတယ်ဘာလုပ်နေလဲဆိုတာတွေကိုကင်မရာတွေကနေအမြဲတမ်းစောင့်ကြည့်နေတာပါဂျိုကသူ့ညီမမာစီတယောက်ယောဂါနဲ့တေဆုံးသွားပြီလို့ပဲသိထားပြီးမာစီကစူပါလူသားခန္ဓာကိုယ်တွေကဝင်ဒီဖြစ်ဆက်ပြီးတော့ရှိနေတာကိုတော့သူလုံးဝမသိပါဘူးဂျိုကရိုးလူသားတယောက်ဖြစ်တဲ့ပြင်ခင်ဟောင်းကကာတွန်းကားတွေ အားကစားပွဲတွေကိုကြိုင်းနှက်တတ်တဲ့လူပဲဖြစ်ပါတယ်။အခုလဲဂျိုးတယောက်အိမ်ပြောင်းတော့သူ့ညမလေးသူ့ဖေတို့နဲ့ရိုက်ထားတဲ့ဓာတ်ပုံပြန်ကြည့်နေပြီးတော့မာစီနဲ့သူ့သူငငယ်ကကြည့်ခဲ့တဲ့ကာတွန်းကားတွေကိုပြန်ကြည့်နေပါတယ်။ဝန်ဒီလဲသူ့ကိုစောင့်ကြည့်နေငငယ်ကသူ့ကိုနဲ့သူနဲ့အတူတူဒီဗီရှိမှထိုင်းနဲ့ကာတွန်းကားတွေကြည့်ခဲ့တဲ့အချိန်တွေကိုပြန်ပြီးတော့သတိရနေပါတယ်။နောက်တစ်မှာတော့ဂျိုးတို့တပ်ဖွဲ့ကလူတွေတိုက်ခေါင်မှုပေါ်တခုမှလေးချင်းလုံးနေကြတော့မှအာကသာယင်ဒစဉ်သူတို့နားကိုပြတ်ကြလာပါတော့တယ်ဒီအာကသာယင်ကြီးကတော့အားလုံးထင်လို့မက်ကီနော့ယင်ကြီးပဲဖြစ်ပြီး ပရိုတဂျီရဲ့နယူးဇီလန်မျိုးကိုပြတ်ကျလို့လာခဲ့တာပါဒီအမြန်ကြီးကမိုးမြော်တိုက်တစ်ခုစီကိုပြတ်ကျသွားတဲ့အတွက်ဂျိုးတို့ဖွဲ့လည်းအရေးပေါ်ကဲဆဲတွေလှုပ်ဖို့ချက်ချင်းပဲထွက်လာကြပါတော့တယ်သူတို့တောင်ဝန်ကအသက်ရှင်ကျန်သူတွေကိုရှာဒဏ်ရာရသူတွေကိုကဲဆဲပြီးတော့ရင်ပြတ်ကျမှုဖြစ်တဲ့ဒီနေရာကိုလုံခြုံအောင်လှုပ်ဖို့ပါဒါမဲ့သူတို့တွေဒီရင်ကြီးပေါ်မှာကဘာဖြတ်မဲ့မျိုးစိတ်တွေပါနေတာကိုတော့မသိကြသေးပါဘူးမကြခင်မှာပဲဂျိုးတို့တွေမကင်တော့ရင်ကြီးဝင်တိုက်ထားတဲ့အစာအုပ်ကိုရောက်လာကြပြီးတော့ အဲ့ဒီမှာအသက်ရှင်ကျန်ရင်သူတွေကပြေးကြလွားကြနေရုံရင်းဆန်ခတ်တွေဖြစ်နေကုန်ကြပါပြီဂျိုးတို့တပ်ဖွဲ့ကတော့ပြက်စီးနေတဲ့တိုင်ကြီးတွေဝင်လာပြီးတော့အသက်ရှင်ကျန်သူတွေကိုရှာဖွေနေခဲ့ကြပါတယ်အဲ့နောက်တော့အစာအုပ်ထဲမှာအသက်ရှင်ကျန်သူတွေတိတ်ပြီးတော့မတွေ့တဲ့အတွက်သူတို့တပ်ဖွဲ့တွေမကင်တော့ယင်ကြီးတဲ့ကိုဝင်လာလိုက်ခဲ့ကြပါတော့တယ်ယင်နဲ့ဝင်ကြည့်လိုက်တော့သူတို့အဖွဲ့တွေကတယောက်ကဒါဝေးလိုင်းယူတန်ဒီကတိတ်ပန်သူတွေနာယင်ပဲလို့ပြောလိုက်ပါတယ်ဓမ္မမအထူးလုံးကြုံရေးခန်းနဲ့ဝင်ပုံးနေမော်ရိုးလဲပြန်ပြီးတော့သတိရလာခဲ့ပါပြီ မော်လို့ပုံနေတဲ့အန်ဝတ်တကားတော့ဇီနိုမော်ကြီးလက်ချက်နဲ့ပင်ရချိရွေအများကြီးထင်နေပေမဲ့ဇီနိုမော်ကြီးကတကားကိုတော့အပြီးမဖြတ်စည်းနိုင်တဲ့အတွက်မော်လို့တယောက်အသက်ရှင်ကျန်ရစ်နေခဲ့တာပါမော်လို့တယောက်ပြင်ထွက်လာတော့ရင်မောကသူ့လူတွေဂျိုသားမျိုးစိတ်တွေလက်ချက်နဲ့ရုပ်ပြတ်ဆင်းပြတ်တေဆုံးနေတာကိုမြင်လိုက်ရပါတယ်ရင်ကြီးကလည်းအကြီးအကျယ်ကိုပြတ်စည်းနေခဲ့ပါပြီဒါပြင်ပရိုတဂျီကယ်ဆယ်ရေးတပ်ဖွဲ့တွေရင်မောတက်လာတာကိုလည်း CCTV တွေကနေတက်ဆင့်မြင်လိုက်ရပါတယ်အဲ့ဒါနဲ့မော်လို့လည်းဝေးလန်းဌာနချုပ်ကိုရင်ဆင်းတက်ပါပြီလို့သတင်းပို့လိုက်ပြီး ကျွန်တော်လန်နာတိုက်ထဲကိုသွားပြီးတော့စစ်ကူတွေမလာခင်ထိဒီနေရာကိုရှင်းထားမယ်လို့ပြောလိုက်ပါတယ်။အဲချိန်တစ်ဖက်မှာတော့ဝင်ဒီကမက်ကီနော့ယင်ကြီးနယူးဇီလန်ကိုပြတ်ကျတဲ့အခြေအနေကိုကင်မရာတွေကနေမြင်သွားပြီးတော့ကယ်ဆယ်ရေးလုံးနေအထဲမှာသူ့ကိုပါပါနေတာကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာဘွိုင်းကယ်ဗလီယာကလည်းသူ့မျိုးဘော်ကိုပြတ်ကျလာကဝေလန်ယူတန်ဒီကအာဂါသားနှစ်ထဲလွတ်ထားတဲ့စီစင်သူ့ဒေသနာယင်စရာကိုတိလိုက်ရပါပြီ။ကယ်ဗလီယာကအာဂါသားစူဇန်လေးလာရင်ဆိုတော့အထဲမှာဘာတွေပါမလဲစိတ်ဝင်စားစရာပဲ။ အခုငါတို့မျိုးပေါ်ကိုပြတ်ကြတာဆိုရင်မော်မာပါတာတွေကငါတို့ပိုင်ဖြစ်သွားပြီလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ကေဗလီယာလက်ထောက်ကယူဒန်နီကတော့ကြိုက်မှာမဟုတ်ဘူးနော်လို့သတိပေးလိုက်တော့ကေဗလီယာက "तू မကျင်တဲ့တရားဆွဲဖို့လို့ပြန်ပြီးတော့ပြောလိုက်ပါတယ်"အဲ့အချိန်မှာပဲဝင်ဒီနဲ့ခါတွေလည်းရောက်လာပြီးတော့ဝင်ဒီက"ကျမတို့အဲ့နေရာကိုလွတ်ပါကျမတို့လုံနိုင်တယ်ကျမတို့ကလင်းမြန်တယ်တန်ပါတယ်မပြတ်စည်းနိုင်ဘူးရှင်မဲကျမတို့ဖန်တီးခဲ့တာလीကျမလူတွေကိုကဲစေမယ်ရှင်းလင်းလုပ်မယ်လို့ပြောလိုက်ပါတယ်ကေဗလီယာကဘာလို့လဲလို့မေးလိုက်တော့ခါရီကဝန်ဒီရဲ့လူပွားကအကူအကအခုမြေပြင်တပ်ဖွဲ့မှာ စေးတက်သားအနေနဲ့ပါနေလို့ပါဝန်ဒီယာသူ့ကိုကူညီချင်တာလို့ပြောပြလိုက်ပါတယ်ကေဗလီယာလည်းဝန်ဒီကိုကြည့်ပြီးတော့မင်းပုံစံတကယ်ကိုစိတ်ပူနေပုံပဲငါသာမင်းကြောင့်မသိရင်မင်းကိုလူသားလို့ထင်ပါပဲလို့ပြောလိုက်ပါတယ်အဲ့မှာလည်းဝန်ဒီကကျမလူသားပါပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ကေဗလီယာကသူ့လူတွေကိုဒါဆိုဝန်ဒီတို့ဘက်ကိုလွတ်လိုက်သူတို့ဖီအားကိုဘယ်လောက်ခံနိုင်လဲကြီးကြတာပေါ့လို့အမိန်ပေးလိုက်ပါတော့တယ်ပြီးတော့ထိန်းချုပ်ခန်းမှာနေပညာသမားအကုန်လုံးလိုချင်တယ်သူတို့ရဲ့အုံနောက်လှူရှားမှုကိုစောင့်ကြည့်ပြီးတော့စေပန်းဆိုင်တုံးပြန်ချက်တွေကိုရယူကြမယ်လို့ပြောလိုက်ပါတယ်သူလက်ထောက်က ဆရာတို့ဘွဲ့ကနမူနာပုံစံပဲရှိသေးတာလေဒီဘွဲ့တစ်ခုလုံးဆုံးဆုံးလိုက်ရင်အများကြီးထိခိုက်နေနာမှုတွေရှိမှာတော့လို့သတိပေးတော့ကေဗလီယာအင်းဒါဆိုလဲမဆုံးဆုံးစေနဲ့ပေါ့လို့ပဲပြန်ပြောလိုက်ပါလေပြီးတော့ကားရီကိုလည်းဝင်ဒီရိုးအဖွဲကိုလိုက်ပြီးတော့ကြီးကြပ်ဖို့အတွက်ထဲပေးလိုက်ပြီးတော့မင်းအမိန်နာကန်တော့လို့ကေဗလီယာကဝင်ဒီကိုပြောလိုက်ပါလေဝင်ဒီကလည်းဟုတ်ကဲ့ဆရာလို့ပြန်ပြီးတော့ပြောသွားခဲ့ပါလေအဲ့နောက်တော့ဝင်ဒီကသူ့ရဲ့အချစ်တော်ယုတ်လေးနဲ့ဓာတ်ဆောင်ကိုပြေးယူလိုက်ပြီးတော့သူ့အဖွဲစီကိုရောက်လာခဲ့ပါတော့တယ်အဲ့ချိန်မှာသူ့အဖွဲကစူပါလူသားတွေကတော့ခန်းထဲမှာထိုင်ပြီး စကားထိုင်ပြောနေကြတာပါသူတို့ကရွေရောက်ပြီးသားခန္ဓာကိုယ်တွေရောက်နေပြီမဲ့စိတ်တွေကကလေးတွေလိုပဲဖြစ်နေတဲ့အတွက်လူကြီးလိုမရင်ကြက်ကြသေးပါဘူးသူတို့ဖွဲကသူတို့ကလေးဘွားတို့ကနေမကောင်းဖြစ်ခဲ့တဲ့အကြောင်းတွေပြန်ပြောနေကြပြီးအချင်းချင်းစားနောက်လို့နေကြပါလေအဲ့ချိန်မှာပဲသူတို့အမကြီးဝင်းဒီဝင်လာပြီးတော့အကသာရင်ပြက်ကြလို့ငါတို့ကယ်ဆယ်မရှင်ရှိတယ်အစင်းလေးပြင်ကြလို့ပြောလိုက်ပါလေဝန်ဒီကသူ့ကိုတွေ့ရမယ်ဆိုတော့တက်ကြွတဲ့ကြက်ဖဖြစ်နေပြီမဲ့ကျန်တဲ့ငါးကောင်ကတော့ချက်ချင်းစစ်စင်ရင်စပြီးတော့လောက်ရတော့မယ်ဆိုတော့အန်အောနေပါတော့တယ် အဲနောက်တော့ကာရီနဲ့ဝင်ဒီတို့လော့စ်ဘိုင်းအဖွဲ့နယူးဇီလန်မြို့ကိုထွက်လာခဲ့ကြပါတော့တယ်။ဒါမှမဟုတ်ဂျိုးတို့ဖွဲ့ကလူခွဲပြီးတော့မက်ကီနော့ရေမော်မှာအသက်ရှင်ကျန်ရင်သူတွေကိုလိုက်ပြီးတော့ရှာဖွေနေကြပါတယ်။သူတို့တွေကတပ်သားနှစ်ယောက်လည်းရေမော်မှာလိုက်ရှာဖွေနေ။ဂျိုးသားမျိုးစိတ်နမူနာတွေဖမ်းဆီးထိန်းသိမ်းထားတဲ့တူလောင်ကန်းကိုရောက်လာခဲ့ပါတယ်။တချို့မျိုးစိတ်တွေလွတ်ထွက်သွားခဲ့ပေမဲ့မျိုးစိတ်အများစုကတော့လောင်ဝင်နေတဲမှာဆက်ပြီးတော့ရှိနေတော့မှမော်ရိုကလည်းသူတို့နှစ်ယောက်ကိုတွေ့သွားပြီးမှဆက်ပြီးတော့ပုန်းနေခဲ့ပါတယ်။ပရိုဒဂျီတပ်သားနှစ်ယောက်ကတော့ထိန်းချုပ်ခန်းတွေကမျိုးစိတ်တွေကိုကြည့်ပြီး ဘာကောင်ကြီးတွေလဲဟာဆိုပြီးတော့လန့်နေခဲ့ပါလေသူတို့တွေကျမ်းမမလောင်းတောင်းတွဲလို့စစ်စင်းနေကြဒုံးမှာပဲအနောက်ကတပ်သားပုံမြော့လိုမျိုးတရဝါကြီးတကောင်ကြလာပြီးတော့အင်ဂျီတဲကိုဝင်သွားပါတော့တယ်အဲ့ချိန်မှာပဲလောင်းရင်တွေကမျိုးစိတ်တကောင်ကလောင်းကိုဖောက်ပြီးတော့ထွက်လာတော့မလို့လုံနေတာကြောင့်သူတို့လည်းလန့်ဖြန့်ပြီးတော့အိုက်ခန်းတွေကနေထွက်လာလိုက်ကြပါလေအိုင်မာတွေမော်တို့ကသူတို့နှစ်ယောက်ကိုအနောက်ကနေတန်းတန်းနဲ့ချိန်ပြီးတော့မင်းတို့လက်နက်တွေချလိုက်လို့ပြောလိုက်ပါလေတပ်သားနှစ်ယောက်ကလည်းစိတ်လျှော့ပါငါတို့ကပရိုဒဂျီရှာဖွေကယ်သေးကြီးကပါမင်းတို့ရင်ပြတ်ကြလို့လာခဲ့ပြီးတာ ငါတို့စေတပ်ဖွဲ့ခေါ်ပေးမယ်လို့ပြောလိုက်တော့မော်ရိုကအများကြီးထပ်မပြောဘဲတဏ္ဍတစ်ချက်ဖောက်လိုက်ပါလေတပ်သားမျောက်လဲလက်နက်တွေချလိုက်ပြီးတော့မော်ရိုကသူတို့ကိုဓာတ်ခွဲကန်းတွေကိုပြန်ခေါ်သွားခဲ့ပါလေပြီးတော့အထဲကတိုင်မာလက်ထိတ်နောက်ပြန်ခတ်ခိုင်းလိုက်ပါလေတပ်သားတွေကငါတို့လွတ်ပေးပါငါတို့ဒီကိစ္စကိုဘယ်သူမှပြန်မပြောပါဘူးလို့ပြောပေမဲ့မော်ရိုကတော့လုံးဝလက်မခံခဲ့ပါဘူးမော်ရိုကသူတောင်ဝန်တိုင်းဂျူသားမျိုးစိတ်တွေကိုသူ့ကုမ္ပဏီစီပြန်ရောက်ဖို့ကိုပဲစိတ်ဝင်စားတာပါပရိုဂျီတပ်သားတွေကသူတို့ရင်ကိုဝင်စီးပြီးတော့ သူတို့ရှာလာတဲ့မျိုးစိတ်တွေကိုထိမ့်သိမ့်မခံနိုင်တဲ့အတွက်ပရိုတဂျီကလူတွေကိုဖမ်းထားလိုက်တာပဲဖြစ်ပါတယ်။မော်ရိုပြန်ထွက်သွားကန်ဒီမှာတပ်သားတယောက်ကမလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုးစတောမလုပ်ပါနဲ့ဆိုပြီးတော့တားလိုက်ကညီကိုဘရိုလုပ်ပါကွာမင်းကတို့ဒီတိုင်းထားခဲ့လို့မရဘူးလေလို့ပြောလိုက်တော့သွေးအေးပြီးရက်ဆက်တဲ့မော်ရိုကငါမင်းရဲ့ညီကိုမဟုတ်ဘူးရောင်လို့ပြန်ပြောလိုက်ပါတယ်။တပတ်မှလည်းဂျိုးတို့၃ယောက်ဖွဲ့ကရေမော်မာလိုက်ရှာရင်နဲ့ခရိုင်ယိုတောင်းနေရှိတဲ့အခန်းထဲကိုရောက်လာခဲ့ကြပါတယ်။ခရိုင်ယိုတောင်းထဲမှာအိတ်နဲ့လူတွေအကုန်လုံးတေဆုံးနေဖြစ်ပြီး ဂျိုးကသူတို့ကိုစစ်ဆေးကြည့်လိုက်တော့သူတို့သေးတာတပတ်လောက်တောင်ရှိနေပြီလင်ပြတ်ကြလို့သေးတာမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်ခရိုင်တောင်တွေကတေဆုံသူတွေရင်ဘတ်တွေမှာအပေါက်ကြီးတွေဖြစ်နေပြီးတော့သွေးစည်းကြောင်တစ်ခုလည်းတွေးတဲ့အတွက်သူတို့တွေအဲ့ဒီသွေးစည်းကြောင်အတိုင်းလိုက်လာခဲ့လိုက်ကြပါတယ်မော်ရိုဖန်နာခံထားတဲ့တပ်သားနှစ်ယောက်ကတော့ဟေးငါတို့ဒီမှာဟေးဆိုပြီးတော့သူ့လူတွေကိုအတန်ပေးနေပြီမဲ့ဘယ်သူမှမကြားကြပါဘူးအဲ့ဒါနဲ့သူတို့လည်းဓာတ်ကိုလိုင်းဖို့လုပ်နေတော့မှခုနကတော့အင်ဂျီတွေဝင်သွားတဲ့မြို့လို့အကောင်ကြီးကထွက်လာပါတော့တယ် အဲ့ဒီအင်းဆက်ကောင်ကြီးက white ဆိုတဲ့တပ်သားရဲ့မျက်နှာပေါ်မှာရှောက်သွားနေတော့ white လည်းလမ်းဖြန့်နေပြီးတော့လက်ကလည်းလက်ထိတ်ခတ်ခံထားတာကြောင့်ဖယ်လို့မရဘူးဖြစ်နေပါလေမကြခင်မှာပဲမျောလို့ကောင်ကြီးက white ရဲ့လက်ဘင်းကိုဖြတ်ကားလိုက်တော့ white လည်းလမ်းဖြန့်ပြီးတော့ over တော့တယ်အကောင်ကြီးကတော့မလွတ်တန်းကြိုက်ထားပြီးတော့ခဏအတွင်းမှာအဲ့ဒီမျောလို့ကောင်ကြီးကသွေးတွေဆုပ်ပြလိုက်တာကြောင့် white တယောက်ဒီအဆုံးသွားခဲ့ပါတော့တယ်ဒါမှမှသွေးဆုပ်လိုက်တဲ့ကောင်ကတော့ချက်ချင်းပဲဖောင်းကားပြီးတော့အကောင်ကြီးဖြစ်လာခဲ့တော့တာပါသူကိုယ်ထဲမှာသွေးတွေပြေးသွားတော့မှအကောင်ကြီးကအောက်ကိုပြုတ်ကျသွားပါတော့တယ် ောက်ထပ်တပ်သားလဲ white တောက်ချက်ချင်းအတန်တိတ်သွားတော့လန့်ဖြန့်နေခဲ့ပါပြီအဲ့အချိန်မှာပဲသူ့အပေါ်ကိုလဲမျှော့လို့နောက်တစ်ကောင်ထပ်ပြီးတော့တက်လာပါတော့လေသူလဲကြောက်လန့်ပြီးတော့အော်ဟစ်နေပေးမယ်မကြခင်မှာပဲမျှော့ကောင်သူ့ကိုကိုက်ပြီးတော့သွေးဆုပ်ပစ်လိုက်ပါတော့လေဓမ္မမာတော့ဝင်ဒီတို့ကနယူးဇီလန်ကိုလာတဲ့ရင်ပေါ်မှာပဲရှိနေပါတော့လေခါရီကဝင်ဒီတယောက်စိတ်ပူနေအောင်ကြည့်ပြီးတော့လူသားတွေအရင်ကအစာဖြစ်ခဲ့ဘူးလားတီလားလို့မေးလိုက်ပါတယ်အဲ့တုန်းကလူသားတွေရဲ့ဘဝကတိုးတောင်းပြီးတော့အကြောက်တရားအနေနဲ့ပြည့်နှက်နေတာနောက်တော့လူတွေကအုံနောက်တွေဖွင့်မျိုးလာပြီ ။တဘာဝတရားကြီးကိုတင်ပိုက်ဖို့ကရိယာတွေတီထွင်ခဲ့ကြတယ်။မဖြစ်နိုင်တဲ့ဆက်ရန်တရားကြီးတွေရအောင်ထွေးပြီးတော့အာဂါသာတွေကိုတွားတယ်။အစားခံဘဝကနေလွတ်ခဲ့ကြတယ်။ဒါမဲ့ဒရိစံကဘာမှာပိုကြီးတဲ့ပိုသေးတဲ့အကောင်လေးစွာရှိစမြဲပဲ။အေးတရှိဖြစ်ရတဲ့ဘဝကအဲ့လိုပဲ။မင်းကိုအရှင်လက်လက်စားခြင်းနဲ့တကောင်ကောင်ရှိနေတယ်။မင်းမွေးဖွားမယ်၊ရှင်းတမ်းမယ်၊ပြီးရင်သေဆုံးရမယ်လို့ပြောလိုက်ပါလေ။အဲ့မှာဒီဝင်ရထလာပြီးတော့ကျွန်မအကူမတရားဘူးလို့ပြောလိုက်ပါလေ။ခါရီကပြုံးပြပြီးတော့သူတေးမှာပါ။တန်ရာရမယ်နာမကျန်းဖြစ်မယ်။

ကဘာအောင်ဖြဲမဲ့တခြားသောရဲကဂျိုသားတွေဘယ်လိုမျိုးရောက်လာခဲ့ပြီလဲဆိုတာပိုင်းတက်မှာမြင်ရပြီးတော့နောက်ထပ်ဘလို့ကြီးမာထွားချိုင်းလာပြီးတော့ဘလို့မျိုး NDA တွေပေးပြီးတော့ရှုပ်ကြမလဲဆိုတာကိုတော့အပိုင်းတွေမှာဆက်ရှိုးကြတာပေါ့ခင်ဗျာအဲ့ဒါ channel subscribe လို့ဘေးနားအကောင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြအောင်ပါပဲအဲ့တော့ဒီနေ့မှာအစားဆုံး live ပါကြီးချူခဲ့ကြတယ်ဘောရောအားလုံးအချိန်ပေးပြီးတော့ကြီးခဲ့ကြတယ်ဂျိုသားချစ်သူပေါင်းသူတော်ကောင်းတို့ကျေးဇူးတွေပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မူပါ